အပိုင်း1131ရဲ့အစမှာတော့ Sovlu ရဲ့ server တိုင်းပြည်ကိုမြင်ရမှာဖြစ်ပါတယ်ကောဗီလီယာကိစ္စတွေပြီးရှင်းနေကြမှာတော့ကူမဟာဓမ္မဆရာတယောက်ဖြစ်လာပြီးသူကဖျားเจ้าနဲ့မှာပဲနေထိုင်ခဲ့ပါတယ်။ဒါအပြင်ကူမကသူ့ရဲ့ဆွမ်းရည်တွေကိုအသုံးပြုပြီးတနင်္ဂနွေနေ့တိုင်းအဖိုးဖွားတွေရဲ့ဝေဒနာတွေကိုကုသပေးပါတယ်။ဒီနေ့မှလည်းကူမကအဖိုးဖွားတွေကိုတယောက်ပြီးတယောက်ကုသပေးနေခဲ့ပါတယ်။တယောက်ကတော့ကူမရှိနေတာကိုအရင်နေ့ကျေးဇူးတင်နေပြီးအဖွားတယောက်ကတော့သူမကကူမဖေတို့လက်ထက်ကလေးကဒီနေရာမှာရှိနေခဲ့တာလို့ရှင်းပြခဲ့ပါတယ်။ တရက်ကူမအဖေတို့ရုတ်တရက်ပြောက်သွားခဲ့တာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပေမယ့်အခုလိုမျိုးကူမပြန်ပေါ်လာလို့အယံဝမ်းသာမိတယ်လို့အဖွားကပြောနေခဲ့ပါရီအဲဒီနောက်အဖိုးကြီးတယောက်ကတော့ကူမကိုဒီလိုကူတာမှုတွေကိုနေတိုင်းလုပ်ပေးလို့မရဘူးလားလို့ပြောလိုက်ပါရီဒါပေမဲ့သူ့ရဲ့စကားဆုံးတာနဲ့ဖျားเจ้าနေကအခြေတံပြင်းပြင်းတစ်ခုပေါ်လာခဲ့ပြီးဂျင်းနီကထွက်လာခဲ့ပါရီသူမကလေးတံမမနဲ့အားလုံးကိုမရဘူးလို့ပြောလိုက်ပြီးပတ်စံလည်းမပေးဘဲအလကားရခြင်းတွေလို့ပြောလိုက်ပါရီသူမကိုမြင်တော့အားလုံးကကက်စီနေပြီးအပေါက်ဆိုးတဲ့ဂျင်းနီလာပြီးလို့ဝိုင်းစာနေခဲ့တာပါ အဖွားကြီးတယောက်ကတော့ဂျင်းဒီကိုကြည့်ပြီးသူမကအပေါ့ဆိုးပေမဲ့အတော်လေးလှတယ်လို့ပြောလိုက်ပြီးဒါကြောင့်လေအားလုံးကသူမနဲ့ချင်းညင်ကြတာလို့ပြောလိုက်ပါရီဒါကိုကြတော့ဂျင်းဒီကစကားကိုလမ်းကြောင်းမလွဲကိုပြောလိုက်ပြီးဒေါပွားနေခဲ့ပါရီအစားနောက်တဲ့လူကြီးတွေကတော့ဂျင်းဒီဘလောက်ပဲဒေါသထွက်နေပါစေအကြီးမပြတ်ခဲ့ပါဘူးသူတို့ကဂျင်းဒီကိုကူမောက်ကိုသဘောကျနေရမှလားလို့မေးလိုက်တော့ဂျင်းဒီတယောက်ရှက်ရဲရမ်းသွားခဲ့ပါရီအဲဒီနောက်လူကြီးတွေကကူမောက်ကိုဒီအတွက်ကျေးဇူးတင်ကြောင်းပြောပြီးစိတ်ထားကောင်းတဲ့ကူမောက်ကတော့လူကြီးတွေကိုကျင်းကျင်းနာနာနဲ့ဆက်ဆံပေးခဲ့ပါရီ ဒါကိုမြင်တော့ဂျင်းနီကကူမောကိုရှင်ကသူတို့ဘော်ရန်ကောင်းလို့နေလို့ပြောလိုက်ပါရီအဲဒီနောက်လူကြီးတွေကကူမောကိုဒိုင်းမီရဲ့အခြေအနေအကြောင်းကိုပြောပြခဲ့ပါရီဒိုင်းမီကလက်ဆောင်ပနာတွေကိုအရန်တိုးမြင့်ကောက်ခံနေရလို့သူတို့ကပြောလိုက်ပြီးဘရင်အစ်စ်ဘီကိုရီကလည်းပဲအရန်ကိုသွေးပြီးရက်ဆက်တယ်လို့ပြောပြခဲ့ပါရီသူတို့ကအသက်ကြီးနေပြီဖြစ်လို့လက်ဆောင်တွေကိုမဆက်သနိုင်တဲ့အခါဘရင်ဘီကိုရီကသူတို့ကိုဖမ်းထားလိုက်တယ်လို့ပြောပြလိုက်ပါရီဒါပေမဲ့ဘရင်ဘီကိုရီကဖမ်းထားတဲ့လူကြီးတွေကိုအစာရောမကျွေးတာကြောင့်အဖမ်းခံရတဲ့သူတွေကထောင်ထဲမှာပဲတေးဆုံးသွားခဲ့ရပါရီ ဒါပေမဲ့သူက Celestia Dragon တွေဖြစ်တဲ့ကောင်းကင်နဂါမျိုးနွယ်တွေကိုတော့ဖားပြီးတော့ဆက်ဆံတတ်တယ်လို့လူကြီးတွေကကူမကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့လူကြီးတွေကကူမကိုနှုတ်ဆက်ကပြန်မို့လုပ်ခဲ့ပြီးသူတို့မပြန်ခင်ကူမနဲ့ဂျင်းနီအတွက်စားစရာနည်းငယ်ကိုပေးထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထုံးစံအတိုင်းပဲဂျင်းနီကဘုရားကျောင်းရဲ့အပြင်မှာထိုင်နေခဲ့ပြီးကူမကတော့အထင်းမှတခြားသူတွေရဲ့နာကျင်မှုတွေကိုသူ့စီကိုလွှဲယူနေခဲ့ပါတယ်။တကယ်တော့ကူမရဲ့အစွမ်းကတခြားသူတွေရဲ့နာကျင်မှုကိုကုသနိုင်မိမယ်။တရားရောက်ကူတာလွှဲမပေးလို့ရှိရင်အဲ့ဒီလူစီကိုနာကျင်မှုတွေကပြန်ရောက်သွားမှာပါ။ ဒါကိုသိနေတဲ့ကူမကအားလုံးရဲ့နာကျင်မှုတွေကိုသူကခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။အပတ်တိုင်းဒီလိုဖြစ်နေတာကြောင့်ဂျင်းနီကကူမကိုဒီလိုဆက်မလုပ်စေခြင်းပေမဲ့သူတစ်ပါးကိုကူညီခြင်းနဲ့ကူမကတော့လက်မခံခဲ့ပါဘူး။အဲဒီနောက်မှာတော့နာကျင်နေတဲ့ကူမကိုဂျင်းနီကကူညီပေးလိုက်ပြီးသူတို့ကပေးခဲ့တဲ့မုံတွေကိုအတူစားနေခဲ့ပါတယ်။ကူမကတော့ဂျင်းနီကိုနောက်ရက်မှာဘဲကိုသွားခြင်းလဲလို့မေးလိုက်ပါတယ်။အစားတရဂျင်းနီကတော့ကန်းဆက်ကိုသွားပြီးငါးရီကိုဖန်ကကင်းစားဖို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကူမကလည်းလက်ခံလိုက်ပါတယ်။အဲဒီနောက်မှာတော့ကူမကအသက်22နှစ်အရွယ်ကိုရောက်လာခဲ့ပါပြီ။ ။တရမတော့သူကရင်လိုပဲသတင်းစာကိုယူပြီးအထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်ဂျင်းနီကတော့အပြင်ဘက်ကတက်တန်ကြီးကိုကြည့်ပြီးအကြံရပြီလို့ဆိုကာဂူမားကိုသူမနဲ့လက်ထပ်ဖို့အတွက်ပြောလိုက်ပါရီယုဒိယကြီးပြောချလိုက်တဲ့ဂျင်းနီကြောင့်ဂူမားတယောက်ကြောင်းသွားခဲ့ပါရီဂျင်းနီကတော့သူမကိုသာလက်ထပ်မယ်ဆိုရင်စိတ်ချမ်းသာအောင်ထားမှလို့ဂရီတွေပေးနေခဲ့ပြီးဂူမားကိုမဲဆွယ်နေခဲ့ပါရီဒါပေမဲ့ဂူမားကတော့သူ့အဖေတော်ကဘာဂန်ဒီယာရီရဲ့သွေးပါနေလို့သူ့ရဲ့အမေကိုထိခိုက်ခဲ့ရတယ်လို့သူ့ကြောင့်ဂျင်းနီထိခိုက်မှာကိုလည်းစိုးရိမ်နေခဲ့ပါရီ ဒါကြောင့်ကူမောင်ကဂျင်းနီကိုသူ့အနေနဲ့ဒါဘုလက်ခံလို့မရဘူးလို့ရှင်းပြနေခဲ့ပါတယ်။ပြီးတော့သူကသတင်းစာထဲမှာပေါ်လာတဲ့ Dragon ရဲ့သတင်းကိုဂျင်းနီကိုပြသလိုက်ပြီးသူလည်းတနေ့ကျလို့ရှိရင် Dragon လိုပဲပင်လယ်ရဲကိုထွက်ပြီးလျှောက်ရောက်ကိုကာကွယ်ပေးနိုင်တဲ့သူဖြစ်ချင်တယ်လို့ပြောပြလိုက်ပါတယ်။ဒေါ်လာရဲ့တပ်သားတွေရဲ့သတင်းတွေကနေရာအနှံ့မှာပေါ်နေတာကြောင့်ကူမောင်ကသူတို့ကိုသဘောကျနေခဲ့ပါတယ်။အဲ့ဒီအချိန်အပြင်ဘက်ကနေတကားခေါက်တန်ကြားလိုက်ရတာကြောင့်ကူမကထလိုက်ပြီးအပြင်ကိုထွက်ပြီးကြည့်လိုက်ပါရီ သူကမနက်အစောကြီးဘယ်သူလဲလို့မေးလိုက်တော့ဂျင်းနီကိုသဘောကျနေတဲ့ကောင်လေးတွေဖြစ်နေပြီသူတို့ကကူမောကိုမနက်စောစောလာနောက်ရှက်ပြီလို့တောင်းပန်နေခဲ့ပြီးဂျင်းနီအတွက်ရလာတဲ့ငါးရီကိုလာပို့တာလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ဂျင်းနီကတော့သူမရဲ့ကမ်းလှမ်းမှုကိုညင်လိုက်လို့ကူမောကိုဒေါသထွက်နေခဲ့ပြီးအနောက်ကနေကူမောရဲ့ခေါင်းကိုခွန့်နေလမ်းထုပစ်လိုက်ပါတယ်ဒါကြောင့်ကူမောတယောက်နားရဲလို့អော်နေပြီးကောင်လေးတွေကတော့ကူမောကိုဂျင်းနီကမင်းကိုဒေါသထွက်နေပုံပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တနေ့မှာတော့ဆိုဘတ်တိုင်းမီရဲ့တောင်ပိုင်းမှာရှိတဲ့အလုတ်တင်မလုံနိုင်တော့တဲ့တက်ကြီးရွယ်တွေက ဘရင်ကိုလက်ဆောင်ပနာတွေမဆက်တာနိုင်တော့ကြောင်းအဖမ်းခံခဲ့ရပါတယ်။ဒါကြောင့်ကူမောက်ကလိုက်သွားပြီးတော်ဝင်စစ်တပ်ကိုဒါကဘာလုပ်နေရလဲလို့မေးလိုက်ပြီးဖမ်းထားတဲ့လူကြီးတွေကိုအခုချက်ချင်းလွတ်ပေးလိုက်ဖို့အတွက်ပြောပါရည်။စစ်တပ်ကသူတွေကတော့ရုတ်တရက်ပေါ်လာတဲ့လူကြီးကိုကြည့်ကမင်းကဘသူလဲလို့မေးတော့တယောက်ကတော့ကူမောက်ဟာတောင်ပိုင်းရဲ့ဓမ္မဆရာတယောက်ဖြစ်ကြောင်းပြောပြလိုက်ပါရည်။ဒါကြောင့်တယောက်ကကူမောက်ကိုဒါကဘရင်ရဲ့အမိန့်ပဲလို့ပြောလိုက်ပြီးမင်းကဒါကိုတားဆီးနေရလားလို့မေးလိုက်တော့ကူမောက်ကသူတို့ကိုမင်းတို့ကဒီလူတွေကိုကြုံပြမလို့မှလားလို့မေးလိုက်ပါရည်။ ပြီးတော့ဂူမကအရင်ကသူဂျုံဘွားမှာနေခဲ့ရတာတွေကိုပါပြန်တရီရနေခဲ့ပါတယ်။ကောင်လေးကတော့အခုချိန်ကစပြီးတောင်ပိုင်းကလူတွေကိုသူတို့ကပိုင်သွားပြီလို့ပြောလိုက်ပြီးသူတို့စိတ်ကြိုက်ဂျုံပြူးပြစ်မယ်လို့ပြောလိုက်ပါတယ်။တောက်ကိုကြားတဲ့အခါမှာဂူမကဒေါသထွက်သွားပြီးသူ့ကိုအာကိုတကြီးကြည့်နေတဲ့လူကြီးတွေကိုကြည့်ကစစ်တပ်ကသူတွေအားလုံးကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။သူကသူ့ရဲ့အစွမ်းကိုတုံးပြီးအားလုံးကိုတိုက်ပစ်လိုက်တာပါ။တစ်ဖက်မှာတော့စစ်သားတယောက်ကဘီရင်ကြီးကိုလက်တလောချမှတ်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတချို့ကဒါကိုလက်မခံကြဘူးလို့ပြောပြလိုက်ပါတယ်။ ်ဒါကိုကြတော့ဘီအန်ဂျီကသူ့ရဲ့အစီအစဉ်ကအလုံးမဖြစ်တာကိုသိသွားတော့နောက်တစ်မျိုးကိုပြောင်းမှုလုပ်လိုက်ပါရီသူကလူတွေဟာခေါင်းစဉ်အောက်မှာပြောင်းလဲတတ်ကြတယ်လို့ပြောလိုက်ပြီးတိတ်မကြခင်အလုံးကတောင်ပိုင်းကလူတွေကိုအထင်သေးလာလိမ့်မယ်လို့ပြောလိုက်ကဆိုဘတ်တိုင်းပြည်ရဲ့မြောက်ပိုင်းကိုပဲတိုင်းပြည်ဖြစ်သတ်မှတ်ဖို့နဲ့တောင်ပိုင်းကိုဘေးဖက်ထားဖို့အတွက်ပြောလိုက်ပါရီဒါကိုကြတော့စစ်သားကအံ့ဩသွားခဲ့ပါရီဘီအန်ဂျီကတော့သူ့ရဲ့အစီအစဉ်တိုင်းစတင်ဆောင်ရွက်ခိုင်းလိုက်ပါရီအဲဒီအချိန်တစ်ဖက်မှာလေကူမာကအဖမ်းခံလိုက်ရပြီးအချင်းချခံလိုက်ရပါရီ ဒါပေမဲ့သူထောင်ထဲကိုရောက်တော့သူ့ရဲ့ရှိကကြိုရောက်နေတဲ့ဂျင်းနီကိုတွေ့လိုက်ရတာကြောင့်ဘလို့ဖြစ်ပြီးရောက်နေတာလဲလို့မေးလိုက်တော့ဂျင်းနီကသူတို့ကကူမောင်းကိုပြန်လို့ပေးဖို့တောင်းဆိုပြီးတောင်းကျမ်းနေခဲ့တာလို့ပြောပြလိုက်ပါရီ။ကောင်လေးတွေကလည်းသူတို့အနေနဲ့ပုံမှန်မဟုတ်တဲ့အလုပ်ကိုလုပ်ခဲ့တာဖြစ်ပေမဲ့ဒါကတော့တိတ်မဆိုးပါဘူးလို့ပြောလိုက်ပါရီ။ကူမောင်းကအခုလိုအဖမ်းခံရတာကိုစိတ်ပြက်နေခဲ့ပါရီ။ဒါပေမဲ့တိတ်မကြခင်ပါပဲ။ Dragon တို့ဦးဆောင်တဲ့တော်လန်ရေးတပ်တွေကဒိုင်းမီကိုဝင်စီးပြီးဘရင်ကိုဖျောက်ချလိုက်ကအားလုံးကိုစိတ်ပြက်စရာဥပဒေလက်အောက်ကနေကယ်တင်ပေးခဲ့ပါရီ။ဒါကြောင့်အားလုံးကလည်းပြောသွားခဲ့ပြီးဝမ်းသာနေခဲ့ကြပါရီ။ Dragon ကတော့ Evan ကိုမင်းရဲ့လူတွေကအရှုပ်တွေလုပ်ထားရပဲလို့ပြောတော့ Evan က Dragon ကိုမင်းသူ့ကိုသဘောကျမှသိကြပါလေလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့ကမြေရောက်ခန်းကိုသွားပြီးအဖမ်းခံထားရတဲ့ကူမာတို့ကိုကယ်ပေးလိုက်ပါတယ်။ကူမာက Evan နဲ့အတူ Dragon ကိုပါမြင်လိုက်ရလို့ဝမ်းသာသွားခဲ့ပါတယ်။အဲ့ချင်း dragon ကတော့ဂူမာကိုသူတို့နဲ့အတူပါဝင်ကျင်လာလို့မိလိုက်တော့ဂူမာကအာရဝန်တာလက်ခံခဲ့ပြီးဂျင်နီတို့ကလည်းလက်ခံခဲ့ပါသေးတယ် အဲ့နောက်ဓမြခိကိုပြန်ရောက်ပြီးဟိုဟာရာရဲ့အဖြစ်ပြက်ကိုလက်စားချိန်နိုင်မှု Dragon Powin Evan and Guma တို့ကတော်လန်ရေးတပ်ဖွဲ့ကိုသူတို့ဘာသာသူတို့ဖွဲ့စည်းခဲ့ကြပါသည်။သူတို့ရဲ့အဖွဲ့အစည်းကနေရာအနှံ့ကိုလည်းကြော်ကြားလာခဲ့ပါသည်။ Guma ကတော့ Dragon ကိုလက်နက်တွေကိုဘယ်လိုသုံးရမလဲဆိုတာကိုဘယ်လိုသိလဲလို့မေးလိုက်ပါသည်။ဒါကိုကြားတော့ Dragon ကသူကရေတပ်ထဲမှနေခဲ့ဘူးတယ်လို့ပြောပြလိုက်ပါသည်။ဒါပေမဲ့အဲ့ဒီမှာတရားမျှတမှုဆိုတာမရှိတာကြောင့်ထွက်ခဲ့တာလို့ရှင်းပြလိုက်ပြီးအဲ့နောက် Dragon ကသူတို့အနေနဲ့အကူအညီလိုအပ်နေတဲ့သူတွေကိုကြေးစားနေနဲ့ကူပြီးတော်လန်ပေးမယ်လို့ပြောလိုက်ပြီး အဖွဲ့တွေကိုဝင်ကျင်တဲ့သူတွေကိုတော့လမ်းနက်တွေကိုဘလို့အသုံးပြုရမလဲဆိုတာသင်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့အားလုံးကလည်းပဲ Dragon ရဲ့ဂျန်ကိုလက်ခံလိုက်ကြပါတယ်။တရမှာတော့ဂူမာကသူအမဲဆဲကုပေးနေတဲ့လူကြီးကိုသွားပြီးတော့တွေ့ခဲ့ပါတယ်။အားလုံးကဂူမာကိုမြင်တော့အယံဝမ်းသာနေပြီးသူတို့ကနှုတ်ဆက်နေခဲ့ကြပါတယ်။ဂူမာကတော့အားလုံးကိုသူ့အနေနဲ့အချိန်ရတိုင်းအမြဲပြန်လာကြည့်ပါမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့အားလုံးကလည်းပြောနေပြီးဂူမာကတော့သူတို့ကိုနာကျင်နေတာတွေရှိသေးလားလို့မေးလိုက်ပါတယ်။အဲဒီအချိန်တဖက်မြို့မှာတော့ဂျင်းနီကောင်းဆောင်တဲ့အဖွဲ့ကရှိနေပြီးဂျင်းနီကတော့ ်ဂူမနဲ့တွေ့ရတော့မှဖြစ်လို့ပြောနေခဲ့ပါတယ်။ဒါကိုမြင်တော့သူ့ရဲ့အဖွဲ့သားတွေကသူ့မကိုစာနေခဲ့ပါတယ်။သူတို့ကဂျင်းနီကိုသူတို့လည်းဂူမဖြစ်ချင်တယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့အားလုံးသဘောကျနေရတဲ့ဂျင်းနီကဂူမမှဂူမဖြစ်နေခဲ့လို့ပါ။ဒါကိုကြားတော့ဂျင်းနီကသူ့မရဲ့လူတွေကိုမင်းတို့ကငေးပါသေးတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့မကအနာကိုရောက်နေတဲ့တယောက်ကိုတော့သတိမထားမိခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ဂျင်းနီအဖမ်းခံရတဲ့တရင်က Dragon Sea ကိုရောက်သွားခဲ့ပြီး Dragon ကလည်းပျော်ပျော်နေတဲ့ဂျင်းနီအတွက်စိတ်ပူသွားခဲ့ပါတယ်။ Guma ကတော့ဒီတရင်ကိုကြားပြီး သူ့ရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးခံလိုက်ရတယ်လို့ခံစားသွားရပြီးဇလန်နီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါတယ်